ီတစ်ခါတော့ advert for frequency ကိုပြောမလို့啊 hexes ဆိုပြီးတော့အတူောက်ရေးထားပါတယ် helping verb နဲ့ main verb ကြာမှာသုံးပါဒါမှမဟုတ်ရင်လည်း helping verb နဲ့ adjective ကြာမှာသုံးပါ she has never seen such a kindman before ဒီလိုကျင်လာတဲ့လူတစ်ယောက်ကိုအရင်ကမတွေ့ဘူးပါ they have already finished their breakfast သူတို့ကသူတို့ရဲ့မနက်စာကိုပြီးနေနေပြီ she's never late for work သူမကဘရောမအလုံးနောက်မကြပါ they sometimes aggressive သူတို့တခါတရံကြရင်အရန်ဟိုပဲရန်လိုတယ်ပေါ့နော်ဒါဆိုရင် frequency လေးရှာကြည့်ပါမယ်တမနစ်သင်ခန်းစာမို့အကြံဉာဏ်လေးပဲကျွန်တော်ဖော်ပြဖြစ်ပါတယ်